မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ14ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကမြို့လိုက်ရသွေးခဲ့တဲ့မှတ်သားဝယ်ရာမွေးချင်းများမှာဒဝဲမြို့မှာနှစ်တသမာ39လမတာစီမြို့မှာတစ်တသမာ95လမတက်ကမီမြို့မှာတစ်တသမာ93လမ ဟင်္ဒရာမြို့မှာတိရသမရှစ်တလမမူးတုံမြို့မှာတိရသမ6ကုလမရန်ကုန်ဘူတထောင်မြို့နယ်မှာတိရသမ6တလမကော့ကရိတ်မြို့မှာတိရသမ9ခွလမနေပြည်တော်တက္ကိနသီရီမြို့နယ်နဲ့ရန်ကုန်ကပ္ပားရေးမှာတိရသမ3ရှစ်လမစီနဲ့မိထီလာမြို့မော်လမြိုင်မြို့နယ်ချောင်းစုံမြို့တို့မှာတိရသမ2 6လမစီတို့တိုင်းထွာရရှိခဲ့ပါတယ် ဒီနေ့နေ့လဲတနအိခွဲချိန်မိုးလီဝတဂျူရူမာဖမ်းရရှိတဲ့ပုံရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာတိန်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတိန်တိတမာတိတ်ထူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူနေပြင်းတိုက်ခတ်ခြင်း မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေးခြင်းစတဲ့မူလဝတ္တဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့မှာ တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်သည်တမတိမ်ထူးထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မူလဝတ္တအခြေအနေပြလေပြားတူမြင်းပုံစံအရာ မုတ်တမာကွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တို့မှာမုတ်တုံလေးအားနေနေပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်ရှေ့မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်ရှေ့လယ်ပိုင်းမှာတိမ်သေးသေးဖြစ်ထွန်းနေပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားနေနေပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနဲ့ငယ်မှာလှိုင်းသေးသေးရှိပါမယ်။လှိုင်းမြမှာ မြမကံရတဲ့ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပြည်မှာ၆ပြည်ခန့်ရှိနိုင်ပါတယ်။မနေ့ပြမနေ့အထိခမ်းမန်းကြံများအနည်းငယ်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျဲချင်းပြည်နယ်နေပြည်တော်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြားမိုးထစ်ချုံရွာပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကို တင်ပြပါမယ်ရှင်။ င်းဒီတော်ရအတွက်မနှက်ပြမနှက်အထိမိုးလေဝသချင်းဒီခမ်းမန်းကြမှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆက်စီယက်67ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဒီတော်ရအတွက်မနှက်ပြမနှက်အထိမိုးလေဝသချင်းဒီခမ်းမန်းကြမှာလေနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးဘူးချိန်မှာ 34ဒီဂရီဆက်စီယက်63ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာလဲ။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆက်စီယက်95ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီယက် 89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်များအနည်းငယ်ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာထိချုံမဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းတဲ့နေ့ချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုယ်စိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။